အရွယ်နဲ့မလိုက်အောင်ပြုလုပ်လိုက်တဲ့စိန်အူရဲ့အပြုမလေးတခုကြောင့်အန်အောနေရတဲ့ပိုးချဖြူခင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြေစွလိုက်ပါတယ်။ဒါလီစိန်အူရဲ့အပြုမလေးတခုအတွက်အန်အောခဲ့ရတာကတော့တရုတ်ဆောင်မင်းသမီးလေးပိုးချဖြူခင်ပါ စိန်ဦးလေးကတော့တယုံဆောင်မင်းသမီးပိုးကြဖြူခင်းနဲ့ရွှေတထည်ကြီးရတနာပီကေထွန်းတို့မွေးဖွားထားတဲ့သားလေးဖြစ်ပါတယ်။အလုံးသိကြတဲ့တယုံဆောင်မင်းသမီးပိုးကြဖြူခင်းဟာအောင်မြင်နေစေအချိန်မှာပဲတခုလက်မဟုတ်ဆိုးဖို့တထည်ကြီးရတနာပီကေထွန်းနဲ့လက်ထပ်ခဲ့ပါတယ်။ပီကေထွန်းကတော့အရင်အိမ်ထောင်နဲ့အတူသားသမီး၃ယောက်ပါလာတာဖြစ်ပါတယ်။ပိုးကြဖြူခင်းဟာအရင်အိမ်ထောင်နဲ့ရထားတဲ့ကလေး၃ယောက်ကိုကိုယ့်ရဲ့သားသမီးအရင်တွေလိုစောင့်ရှောက်တယ်လို့မျိုးပဲစောင့်ရှောက်ပေးခဲ့ပါတယ်။ဒါအပြင်ပိုးကြဖြူခင်းဟာခင်ပွန်းတဲ့ပီကေထွန်းနဲ့အတူသားလေးစိန်ဦးကိုဝမ်းနဲ့ လွယ်ပြီးတော့မွေးဖွားခဲ့ရဖြစ်ပါတယ်။ပိုးကြဖြူခင်ရဲ့သားလေးစိန်ဦးဟာဆိုရင်တော့မိခင်ပိုးကြဖြူခင်ကရုပ်ရှင်တရုပ်ဆောင်ထိတ်တန့်မင်းသမီးတအုပ်ဖြစ်တာကြောင့်လည်း မိခင်ရဲ့အမွေကိုရကတကယ်ကိုဖြူဖြူပူပူလေးနဲ့အချစ်စရာကောင်းနေတာဖြစ်ပါတယ်။စိန်ဦးလေးကတကယ်ဆိုရင်တော့ငယ်စဉ်ကလေးကမိခင်ပိုးချဖြူခင်ရဲ့လက်ထဲမှာမကြည်ပြင်းခဲ့ရပါဘူး။မိခင်ကြီးဟာအရင်အိမ်ထောင်ထဲရတဲ့သားသမီး၃ယောက်ကိုထိန်းကျောင်းနေရသလိုစီးပွားရေးလုပ်ငန်းတွေကိုလည်းဦးစီးနေရပါတယ်။ဒါကြောင့်လေပိုးချဖြူခင်ဟာသားလေးစိန်ဦးကိုမထိန်းကျောင်းခဲ့ရပဲကလေးထိန်းနဲ့သာထားထားရပါတယ်။ တခါတော့ကဆိုရင်တားလေးစင်ဦးကကလေးထင်းရဲ့ပေါ်ဆောင်မှုကြောင့်ထိတ်ပေါက်သွားခဲ့လို့ပိုးစာပြုခင်တယောက်ရင်ခွဲပလက်ဖြစ်ခဲ့ရပါသေးတယ်။ဒါမဲ့လေပိုးစာပြုခင်ရဲ့တားလေးဟာထင်းမှန်မထမ်းလောက်အောင်ကိုအရွယ်ရောက်ကြည့်ပြင်လာပြီးတော့စစ်စရာကောင်းနေပြီဖြစ်ပါတယ်။ အတူတူဖြစ်တော့သားလေးစင်ဦးကဖြူဖြူပူပွေးကစ်ကစ်တုံတုံနဲ့ချစ်စရာကောင်းနေရပါဒါအပြင်အခုရပိုင်းထဲမှာဆိုရင်တော့ပိုးကြပြူခင်ရဲ့သားလေးစင်ဦးရဲ့အပြုတ်မှုတစ်ခုအတွက်ပိုးကြပြူခင်တယောက်ကြည်နူးပီတီဖြစ်ခဲ့ရပါတယ်အခုဆိုရင်တော့ပိုးကြပြူခင်ရဲ့သားလေးစင်ဦးဟာအသက်တနှစ်ခွဲအရွယ်မှာလမ်းလျှောက်တက်နေပါပြီဒီလိုမျိုးလမ်းလျှောက်တက်နေုံတင်မကပိုးကြပြူခင်နဲ့ PK ထွန်းရဲ့သားလေးစင်ဦးကဖះကျောင်းဆောင်ရှိမှဆိုရင်ထိုင်ချပြီးတော့ဥတော်ဆိုပြီးတော့ဖះရှင်ကိုတက်နေရဖြစ်ပါတယ်ဒါအပြင်သားလေးစင်ဦးကဖះ ားကြော့ပြီးရင်ဒီဇိုင်းမမက်လမ်းလျှောက်ပြီးတော့ဂျေးစီလေးကိုလည်းတီးတက်ပါသေးရဲ့ဒီလိုမျိုးဖျားကြော့တက်ဖို့အတွက်ဂျေးစီထူတက်ဖို့ဆိုတာကတာမန်အသက်တနည်းကျော်ကလေးငယ်တွေအတွက်လုံတက်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူးဒါပေမဲ့လေပိုးကြဖြူခင်ရဲ့သားလေးစိန်ဦးကတော့တီးတက်စလမ်းလျှောက်တက်စအရွယ်မှတင်ဖျားကြော့တက်နေရဖြစ်ပါတယ် ဒါကြောင့်လည်းမေမေပိုးကြာယူခင်မှာသားလေးစိန်ဦးအတွက်ဝမ်းသာနေရတာဖြစ်ပါတယ်လူတော်တော်များများကတော့သားလေးစိန်ဦးဟာကြီးလာလို့ရှိရင်ဘာသာတရားခံဆိုင်ပြီးတော့မိခင်နဲ့ဖခင်အတွက်လိမ္မာရေးချရှိရဲ့သားလိမ္မာလေးဖြစ်လာလိမ့်မယ်လို့ပြောထားတာဖြစ်ပါတယ်တခြားတော်ယုံတန်ယုံတတိသားတွေဟာဆိုရင်တော့မိခင်နဲ့ဖခင်က အလိုလိုက်ထားလို့စိုးကျင်နိုင်ဆိုရမ်းကျင်နိုင်ရမ်းပြီးတော့မလိမ္မာမမာနထောင်လွှားတတ်ကြပါတယ်ဒါပေမဲ့လည်းသားလေးစိန်ဦးကတော့ငယ်စဉ်ကတည်းကလိမ္မာရေးချရှိပြီးတော့ချစ်စရာကောင်းနေရာကိုတွေ့ရပါတယ် ဒါကြောင့်လည်းပြည်သက်တွေကတော့လိမ်မာရေးချရှိပြီးတားလေးကိုတုံတင်ဆုံးမတတ်တဲ့ပိုးကြဖြူကင်းကိုချီကျူးနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောအရွယ်နဲ့မလိုက်အောင်လိမ်မာရေးချရှိပြီးတော့ချစ်စရာကောင်းနေတဲ့တားလေးစိန်ဦးအပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။